အစည်းချင်းကြုံလာရင်ဘုံဘုံတို့တူရငိုကြအောင်ပါနော်မငိုဘူးဆိုတာကကိုယ်စိတ်ထဲကဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြတ်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုယ်ထင်ထားတဲ့အရာပြတ်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုံဘုံတို့ပျက်စီးမှုဆိုတာကအကြံဉာဏ်အဖြစ်သိပြီးတော့မထိခိုက်စေတဲ့ပျက်စီးမှုတွေလည်းရှိတယ် ဆိုးဆိုးဝါးဝါးထိခိုက်သွားစေတဲ့ပျက်စီးမှုတွေလည်းရှိမယ်ပျက်စီးမှုကတော့အများကြီးပဲဥစ္စာပျက်စီးတွေပျက်စီးတယ်အဲတချို့ကြတော့လည်းပဲအသိဉာဏ်အထိုက်အလျောက်ရှိတဲ့အခါကျတော့ဥစ္စာပျက်စီးပျက်စီးတာလုံးနေတော့မငိုသေးဘူးပေါ့ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာကြီးနေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပျက်စီးပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်ဟုတ်လားအဲ့ဒါဘုမောဒီကနေ့ဥစ္စာပျက်စီးပျက်စီးလို့ တောကပတိတွေဝဖြစ်ရမယ့်အကြောင်းအရာလောက်တော့မပြောကျင်သေးဘူး။ဘာပြောကျင်လို့ဆိုတော့လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အဆင်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လား အဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တီးမခံနိုင်ကြဘူးဆိုရင်ညရယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မေးရင်ဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မေးရင်ဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာ အခုသာဘုံဘုံတို့ကနေသာထိုင်သာရှိနေတဲ့အခြေအနေကိုတံပိုးထားအောင်မှမသိတာကိုကောမလေးငါရတော်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှပြုခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေသာထိုင်သာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းရဲ့နေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမကြီးဖောက်ပြန်တယ် နော်နာရတယ်ဆိုတာနေသာထိုင်သာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပဲဖြစ်သွားတာတို့ပြတ်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဖုံဖုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားစေယုံစေကားမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါလေမသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဖုံဖုံတို့ အကြီးအမားဆုံးပျက်စီးမှုဟာဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာ သေခြင်းတရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြတ်တာကတော့သူကအရာအလုံးပြတ်တယ်လို့တောင်ဆိုနိုင်ပါတယ်သူတော်ကောင်းတရားတော့ပြတ်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေသေလည်းပဲသူတော်ကောင်းတရားတော့မပြတ်ဘူးကျန်တာတွေကတော့အကုန်ပြတ်မှာပဲနော်ကိုမိသားစုဆိုတာတွေကလည်းကိုတီပီဆိုတာနဲ့ကိုမိသားစုလို့မဟုတ်တော့ဘူးစဉ်းစားကြည့်နော်စဉ်းစားကြည့်နော်အခုကတော့အလုံးကိုပဲ အရေးပါပြီးတော့အရာရောက်ပြီးတော့ကိုယ်ဟာမှတကယ်ကိုပဲဒါမှဒါဆိုပြီးတော့နော်တိမ့်ထားကြရတာဟုတ်လားစိတ်ထဲမှာသေပြီးဆိုရင်အဲ့ဒါဟာကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုယ့်မိသားစုလည်းမဟုတ်တော့ဘူးဥစ္စာပစ္စည်းတွေကလည်းကိုယ့်ဥစ္စာပစ္စည်းတွေမဟုတ်တော့ဘူးကိုယ်လှုပ်လှဆအလုပ်တွေကလည်းကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးတကယ်ပဲနော်အသေးသေးချာချာစဉ်းစားကြည့်သေခြင်းတရားဟာအရာအားလုံးပြတ်တာပါဟုတ်လားအဲ့တော့ပစ္စည်းမှု၃မျိုးဘုံဘုံခုပြောလိုက်တယ်ကျမ်းမာရေးပစ္စည်းချင်း အတူနေရမှုပျက်စီးခြင်း၊ကွက်ကွာခြင်းပေါ့။ကျမ်းမာရေးပျက်စီးခြင်း၊နာမှုနော်ရှင်သန်မှုပျက်စီးခြင်း၊သိမှုအဲ့ဒီသုံးခုသောပျက်စီးခြင်းဟာဒကာဓမ္မတို့ကုထုရှင်တတ်တော်တွေကိုအကြီးအကျယ်နှိမ့်ဆက်နိုင်ပါတယ်။အဲ့ဒါတွေကိုပေါ့မတွက်နဲ့ပေါ့နော်။ဟောအဲ့ဒါတွေကတော့ပုံမှန်အတိုင်းလာတာပါ။သူတို့ကတော့ပေါ့တယ်လေးတယ်လို့မရှိပါဘူး။ကိုအဲ့ဒါကိုခံနိုင်ရရှိမရှိဆိုတဲ့ဥစ္စာကို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 ရှော့လည်းမတွက်ဖဲနဲ့ပို့လည်းမတွက်ဖဲနဲ့အမှန်အတိုင်းသိတဲ့နဲ့ ။နော်ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုမလုပ်ထားဖို့လိုတော့ကြွတင်ပြီးတော့မှန်မှန်ကန်ကန်တွေးတော့ဆင်ခြင်နားလည်ထားဖို့လိုတယ်ပေါ့။ဟုတ်လား။အဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စွရင်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဘုံဘုံတို့တွေကမလုပ်အောင်မလို့သတိပဋ္ဌာန်တရားကိုကြွတင်ပြီးတော့ဂျိုမအတုထားရမယ်။ တတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဒီပင်လင်စဉ်းစားလိုက်တဲ့အခါမှာကိုယ့်ကိုအားထုတ်ဖြစ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်နေတာကိုအံ့ဩဖို့ရမတွေ့ရဘူးလားတွေ့ရတယ်ဒါပြောတာနော်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတာ